မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလပမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်ရာရဲနှကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ6ရက်နေ့ည10:00နာရီခွဲအချိန်ကမှမြောက်ကလပမြို့နယ်ခမ်းမကိုမြို့ပြကျွတ်အဖွဲ့သားများကလက်လုံမိုင်းနဲ့လက်ပစ်ဘုံများနဲ့ပြင်းပင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာမြောက်ကလပမြို့နယ်ခမ်းမမှာလုံခြုံရေးယူနေတဲ့အကြမ်းဖက်စစ်ခွေးလက်အောက်ခံရဲများအနည်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ရဲနှကောင်ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ပေါက်ကွဲတံကတော့တော်တော်ကိုကျေလောင်တာညအချိန်တိတ်ဆိတ်နေတော့အတန်ပူချရတာပေါ့ပေါက်ကွဲမှုဖြစ်ပြီးတိတ်မကြဘူးမြောက်လာပါမြို့နယ်ရဲစခန်းထဲကရဲခွေးတွေရောထွေးအုပ်ရုံးကစစ်ခွေးတွေကိုရောက်လာတယ်လို့သိရတယ်မြောက်လာအဝိုင်းကလမ်းပိုင်းကိုပိတ်ပြီးတော့ဟိုးရှားဒီရှားတွေလုသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်မြို့ပြကျွတ်အဖွဲ့အနေနဲ့ဆက်လက်ပြီးတော့ခေါင်းမာစွာနဲ့စစ်ခွေးတွေရဲ့ပေးစာကန်းစာနဲ့ပြည်သူတွေအပေါ်ဖိနှိပ်ရန်ရှာနေတဲ့လမ်းကိုရွေးချယ်နေတယ် ဆဲအုပ်စုရဲ့လက်ပါစီများတောက်တိုင်မှန်သမျှကိုနေရာမရွေးအချိန်မရွေးတိုက်ခိုက်ချေမုန်းသွားမှာဖြစ်တယ်လို့ထပ်မံသတိပေးထုတ်ပြန်ထားပါတယ်။ပြည်သူတွေကအတန်တိတ်သမိတ်မှာပါဝင်ပေးကြပါ။ကြွက်ကလေးတွေကလည်းအတန်များများထွက်နိုင်အောင်ကြိုးစားပါမယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖိအားပေးတဲ့သူတွေရဲ့အချက်အလက်တွေကိုကျွန်တော်ရဲ့ page မှာလာပေးလို့ရပါတယ်လို့မြို့ပြကြွက်အဖွဲ့ကတောင်းရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နိုင်ရီကန်ဗျူဟာဂုံးကိုဇက်တိုက်ပုတ်လွတ်ခဲ့တဲ့စစ်ကူစစ်ကြောင်းများဇာဖြတ်တိုက်ခိုက်ခံရတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တွေမှာနိုင်ရီကန်ဘျူဟာတော်ဝိုက်မှာတိုက်လေရန်များနဲ့ဇက်တိုက်တိုက်ခတ်မှုများရှိနေပြီးတော့စုံကုန်းအမြောက်စခန်းဘက်ကနေလည်းလက်နက်ကြီးများပြစ်ကူပေးလျက်ရှိတယ်လို့သိရပါဗျ။အမြောက်တပ်နှစ်ခုကနေလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ကူပေးနေတယ်တိုက်လေရင်တွေကလည်းဇက်တိုက်တက်နေပြီးတော့လေကြောင်းပြစ်ခတ်မှုတွေလုံးနေတဲ့အတွက်တပ်သွားတဲ့စစ်ခွေးစစ်ကြောင်းတွေကြားဖြတ်တိုက်ခိုက်ခံနေရပြီဆိုတာသိကြပါတယ်လို့ရှေ့တန်းသတင်းအေးမီကပြောပြထားပါဗျ။ဒီဇင်ဘာလအစကနေပြီးတော့ပို့လွှတ်လိုက်တဲ့စစ်ကူတပ်များနဲ့အေအေပူးပေါင်းတပ်ဖွဲ့တို့မြေပြင်ထိပ်တွေ့မှုများရှိနေပြီဖြစ်တယ် ယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ကစုံကုန်းအမြောက်တပ်မဆခ905ကနေပြီးတော့ရိတ်ခါခဲရန်တဲ့စစ်ရင်အားတွေပို့ကစစ်ရင်တန်း3စီပစီလန်းဟောင်းကနေပြီးတော့ရိုးမဘော်ကိုတတ်သွားတယ်လို့သိရပါတယ်။ဒါအပြင် အင်အားပြည့်တင်ဆောင်လာတဲ့စစ်ရင်တဲ့၈စီးဟာဇင်းပြောချေးွာကနေတည်းကလမ်းတဲ့အတိုင်း၅စီးလမ်းဟောင်းဘက်ကနေပြီးတော့၃စီးနိုင်ရကန်ဘက်ကိုတက်သွားတယ်လို့သိရပါဗျ။နိုင်ရကန်ဘျူဟာရဲ့ကာကင်းစခန်းများအလုံးနီးပါးဟာအေအေတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားပြီးတော့ခမောက်တောင်စခန်းတစ်ခုသာကျရှိတော့တယ်လို့သိရပါဗျ။အဲ့ဒီခမောက်တောင်စခန်းကိုလည်းအေအေနဲ့ပူးပေါင်းတပ်ဖွဲ့များကဘတ်ပေါင်းစုံကနေပြီးတော့ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ခွေးတက်ကပိတ်မိနေတဲ့စစ်ကြောင်းများကိုစစ်ကူနဲ့ခဲရများပို့ရန်လမ်းတဲ့နဲ့လမ်းကောင်းနှစ်ခုကိုအသုံးပြုရန်စူးစမ်းနေတော့လေ ဂုတ်ကြီးနဲ့ဗစီကြီးပါကိုမကြုံနိုင်ပဲတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းမောရောင်မြို့မှာအကြမ်းဖက်စစ်ခွေးတပ်ကိုမူရဲဆေးဝါးရောင်းချပြီးတော့စစ်ရှောင်းပြည်သူများကိုဘုံကျဲတပ်ဖြတ်ရန်လှုံ့ဆော်နေတဲ့စစ်ခွေးသတင်းပေးအမျိုးသမီးတအူးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မှာမောရောင်မြို့ကိုတော်လိုင်းတပ်ဖွဲ့များကအပိတတ်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကိုသတင်းပေးပြီးပြည်သူများကိုဘုံကျဲတပ်ဖြတ်ရန်လှုံ့ဆော်ရေးသားနေတဲ့မောရောင်မြို့မှာနေထိုင်တဲ့စစ်ခွေးသတင်းပေးဒေါ်ထေးထေးရီကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံရှာဖွေခဲ့တယ်လို့သိရပါတယ်။ အခုလိုလိုက်လံရှာဖွေတဲ့အချိန်မှာဒေါ်သေးသေးရီကိုစစ်ပင်းဆောင်စခန်းတစ်ခုမှာတော်လိုင်းတပ်ဖွဲ့များကတွေ့ရှိခဲ့ပြီးတော့ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်၎င်းကိုတုံမန်းဥပဒေများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီးတော့စစ်ဆေးမေးမြန်းမှုများကိုလည်းလှုံ့ဆော်နေတယ်လို့သိရပါဗျ။ ဖမ်းဆီးရမိထားတဲ့ဒေါ်ထေးရင်ကြီးရဲ့လက်ကင်ဖုန်းအတွင်းထဲကနေပြီးတော့အကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့အချက်လက်များ၎င်းရဲ့တိတ်ောက်အကောင့်မှာစစ်ဆောင်ပြည်သူများနဲ့ PDF တပ်ဖွဲ့များကိုဘုံကျဲတပ်ဖြတ်ခိုင်းထားတဲ့လုံစော်ရေးသားထားတဲ့မှတ်တမ်းများကိုတွေ့ရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးများကိုဘူးရီစေဝါရောင်းချခဲ့ကြသော ဝေခံထွက်ဆိုခဲ့တယ်လို့သိရပါတယ်အခုတော့သူ့ကိုကောင်းကောင်းမွန်မွန်ပဲဆက်လက်ထိန်းသိမ်းထားပါတယ်သူကိုယ်တိုင်လည်းလုပ်ခဲ့ပါတယ်လို့ဝန်ခံထားတယ်သူ့အမျိုးသားကလည်းစစ်သားပဲဘူးရဲစေးမှုတွေနဲ့ခဏခဏအဖမ်းခံရပြီးတော့အခုဘယ်တော့ရောက်နေမှမသိဘူးလို့သူကိုယ်တိုင်ပြောပါတယ်သူ့မှာကလေး၃ယောက်ရှိပါတယ်သူကသူ့ကလေးတွေကိုလည်းကျွန်တော်တို့စစ်ဆောင်စခန်းမှာပဲထားပြီးတော့ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်တော်သေးသေးကြီးကိုကျွန်တော်တို့ရဲဘော်တွေကရိုက်နဲ့နှိပ်စက်တာလည်းမရှိဘူးဘလို့ဆက်လက်အေးအေးမလဲဆိုတာကတော့သက်ဆိုင်ရာအဖွဲ့တွေကပဲလှုပ်ဆောင်ပါလိမ့်မယ်လို့ဒေတာရင်းစီရေးတရင်ရေးမေကပြောဆိုထားပါတယ် မော်ရောင်မျိုးကိုနိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာတော်လိုင်းတပ်များကသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးမော်ရောင်မှာရှိတဲ့နောက်ဆုံးကြံရည်နေတဲ့စစ်ခွေးတပ်ရဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်မော်ရောင်မျိုးကိုသိမ့်ပိုက်ရရှိနိုင်ခဲ့တယ်လို့သိရပါဗါးမော်ရောင်မျိုးကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော့တော်လိုင်းတပ်ပေါင်းစုကအပိတ်သက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာအပိတသိမ့်မိုင်နိုင်ငံချင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံမှာနေဆက်ဖြတ်တန်းခွင့်လက်မှတ်နဲ့ဝင်လာတဲ့မြန်မာနိုင်ငံသားများကိုသတ်မှတ်ထားတဲ့ဒေသများမှာ6လအလုပ်လုပ်ကင်ခွင့်ပေးရန်ထိုင်းနိုင်ငံသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသားများအနေနဲ့ထိုင်းနိုင်ငံအတွင်းကိုနေဆက်ဖြတ်တန်းခွင့်လက်မှတ်ကိုအသုံးပြုပြီးတော့ဝင်ရောက်လာပါကကြိန်းလျင်အများဆုံး6လအထိအလုပ်လုပ်ကင်ခွင့်ပေးရန် ထိုင်းနိုင်ငံသားအလုံသမားစီမံခန့်ခွဲရေးကော်မတီကစုံဖြတ်လိုက်ခြင်းဖြစ်ပြီးတော့ထိုင်းဗဟိုအစိုးရရဲ့ခွင့်ပြုချက်ရရှိရန်စောင့်ဆိုင်းနေစေဖြစ်တယ်လို့သိရပါဗျာ။ ဒီဆုံးဖြတ်ချက်ကနေဆက်ဒေတာမှာနေတဲ့မြန်မာတွေအတွက်သတင်းကောင်းမှာဒီလိုခွင့်ပြုလိုက်လို့ခိုင်းမြန်မာနေဆက်ဒေတာတွေဖြစ်တဲ့ရနောင်ကော်တောင်မြဝတီထီခီစတဲ့ဒေတာတွေကမြန်မာတွေအတွက်အလောက်ကန်ခွင့်လန်းတွေပွင့်လာမှာပါနေဆက်ဖြတ်သန်းခွင့်လက်မှတ်နဲ့ဆိုတော့ကိုကြစိတ်တွေအများကြီးတက်တာသွားနိုင်တယ်ပန်းရောင်ကတ်တို့ CI တို့လောက်တာထက်ပိုပြီးတက်တာသွားမယ်အကျိုးများပါတယ်လို့ခိုင်းရောက်မြန်မာရွှေပြောင်းအလုံသမားအရေးကိုကူညီပေးသူ AAC ကိုရဲမင်းကရှင်းပြထားပါတယ်အဲ့ဒီဆုံးဖြတ်ချက် အတီးပြုတ်လာပါကမြန်မာအလုံသမားများအနေနဲ့ပွဲစားတွေရဲ့ ငွေကြေးကြတဲ့နာထက်ပုံမူပြီးတော့လိန်လယ်ယူတဲ့ကျိုးပန်းမှုတွေရှိနိုင်ပြီးအလို့သမားရေးဆောင်ရွက်ပေးသူများရဲ့သတိပေးချက်များကိုစောင့်ကြည့်လိုက်နာကြရန်လဲထိုင်းရောက်မြန်မာရွှေပြောင်းအလို့သမားရေးကိုကူညီပေးနေသူများကသတိပေးထားတယ်လို့သိရပါတယ်လက်တလုံးမှာမြန်မာနိုင်ငံသားများဟာထိုင်းနိုင်ငံအတွင်းမှာပန်းရောင်ဘက်လို့ခေါ်တဲ့အလို့သမားအလို့လွက်ခွက်လက်မှတ်များနဲ့ဝေးရောက်ပြီးတော့အလို့လုံနေကြခြင်းဖြစ်ပြီးတော့ပန်းရောင်ဘက်ရဲ့ကုန်ကျစရိတ်ဟာနေ့စဉ်ထိုင်းဘက်ငွေ6000ကနေ တတောင်းခွဲအတွင်းကိုကုန်ကြလိရှိတယ်လို့ခိုင်းရောက်မြန်မာအလုံသမားများထံကသိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာမနေ့ကညနေပိုင်းကစစ်ခွေးတပ်ကအင်စည်းကားတွေနဲ့ပေါ်တာပတ်ဆွဲနေလို့အလုပြန်လာတဲ့လူငယ်တွေအများပြားဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဒီဇင်ဘာလ9ရက်နေ့ညနေ9နာရီခွဲဝင်းကျင်ကမုံရွာမြို့ထန်းတော်ရက်ကွက်အထက်က6အနီးထန်းတော်အင်းဖြတ်လမ်းနဲ့တမစိတ်ဒလမ်းစတဲ့နေရာတွေမှာစစ်ခွေးတပ်ကအင်းစည်းကားတွေနဲ့ပတ်ပြီးတော့လူငယ်အများပြားကိုပေါ်တာဆွဲသွားကြောင်းမုံရွာ revolution ကဖော်ပြထားပါတယ်မုံရွာမှာအလုတ်ကပြန်လာတဲ့လူငယ်တွေတော်တော်များများပါသွားတယ်လို့မုံရွာမြို့ကန်တအုပ်ကအတည်ပြုပြောကြားထားပါတယ် ဖားစီခံလိုက်ရသူအရေးအတွက်ကိုအတိအကျမသိရသေးပေမယ့်ဆယ်ဦးထက်မနည်းရှိတယ်လို့မျက်မြင်တွေ့လိုက်ရတဲ့သူတွေကပြောပါတယ်ဖားစီခံလိုက်တဲ့လူငယ်တွေဟာမုံရဆက်မှုစုံကနေပြန်လာတဲ့အလုတ်သမားလူငယ်လေးတွေဖြစ်ကြောင်းမျိုးကန်တချို့ကပြောပါတယ်စမုတ်ဆောင်ကနေအလုတ်ကပြန်လာတဲ့သူတွေပါသူတို့ဖမ်းတာနဲ့စမုတ်ဆောင်မှာအလုတ်သမားတော်မရှိတော့ဘူးလို့အခြားမုံရဒေသခံမျိုးသားတို့ကလည်းပြောပြထားပါဗျ စစ်ခွေးတက်ကဖမ်းဆီးခဲ့တဲ့သူတွေကိုပတ်စံနဲ့ပြန်ရွေးနိုင်တော့ပြန်လုပ်ပေးတယ်လို့ဒေသခံတွေကပြောပြထားပါတယ်။စစ်ခွေးတက်ကပေါ်တာဆွဲတာကြမ်းနေလို့အလုသမားတွေအလုစောစောဆင်းပေးဖို့ကိုလည်းမြို့ကန်တွေကတောင်းဆိုနေကြပါတယ်။ဘုရားမြို့ပေါ်မှာပြီးခဲ့တဲ့အော်တိုဝါလာကစပြီးတော့ပွဲတော်တွေကိုပြုတ်လုပေးကပေါ်တာဆွဲတဲ့အပြင်လာမယ့်ဒီဇင်ဘာလ18ရက်နေ့ဝင်းကျင်မှာလည်းဈေးပွဲတော်တွေကိုထပ်လုပေးမှဖြစ်ပြီးတော့အဲ့ဒီပွဲတော်တွေမှာလည်းပေါ်တာဆွဲဖို့ပြင်ဆင်နေတယ်လို့ဒေတာကန်တွေကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနည်းတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစင်အနည်းတန်းအကူအညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာ။ ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ channel တခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ့လုတ်ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးပဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြားလာတဲ့အတော့ အတူပသတိပြုပြီးတော့အားပေးစီခြင်းပါတယ်ခင်ဗျာနေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကွမ်းမြို့နယ်အခြေစားခမရ963တပ်ရင်းကဒုတက်ချက်တအုပ်အပါအဝင်စစ်မှုရန်တပ်သားတဲ့၄ဦးဟာတနက်၄လက်ကိုယူဆောင်လာပြီးတော့အလင်းဝေလာကတိုက်ပွဲအတွင်းမှာထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့၃ဦးကိုလည်းအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဝါလာ23ရက်နေ့မှာအမ်ဘရန်လမ်းပိုင်းဇင်းညွန့်ကြီးရွာအနီးမှာတာဝန်ကြတဲ့ကွားညွန့်နယ်အခြေဆိုင်ခမရ963တပ်ရင်းကဒုတက်ချက်တအူအပါအဝင်စစ်မှုရန်တပ်သားတဲ့၄ဦးဟာတနက်၄လက်ကိုယူဆောင်လာပြီးတော့ People's Revolution Alliance တံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့ဒုတက်ချက်တအူအပါအဝင်စစ်မှုရန်တပ်သားတဲ့၄ဦးဟာ MA1 တနက်တလား MA2 တနက်တလား MA3 တနက်နှစ်လက်နဲ့ခဲရန်တချို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။ ျွန်တော်တို့ကိုဆက်သွယ်ပြီးတော့ချိတ်ဆက်အလင်းဝင်လာတာပါသူတို့ကစစ်ဗိုလ်တပ်တပ်သားတွေပါပညာရည်ချင်းပေါ်လိုက်ပြီးတော့ဒုတက်ချက်ကိုလည်းယာတူပေးထားတာပါသူတို့ရဲ့ရှေ့တန်းနေရာမှာပဲကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးအလင်းဝင်လာတာပါလို့ People's Revolution Alliance ကတာဝန်ရှိသူကပြောဆိုထားပါတယ်ဒါအပြင်နိုင်ငံတောင်နဲ့အမ်ဘရန်လမ်းမိုင်းတိုက်ပွဲများကနေလဲထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သား3ဦးကိုလည်းမဖဲမြုံတဲ့အတွင်းမှာအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ပြောပါတယ်အဲ့ဒီစစ်သား3ဦးဟာခလာရ295တိုင်ရင်နဲ့တပ်မ66လက်အောက်ခံတာယာဝတီအခြေစားခလာရ 35တိုင်ရင်တို့ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုရန်တပ်သားတွေများဖြစ်တဲ့အတွက်ကြောင့်စစ်တုံးပန်းဥရိနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သိရပါဗျ။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစုများအနေနဲ့ဖြစ်ပေါ်ပြောင်းလဲလျက်ရှိတဲ့နိုင်ငံရေးအခင်းအကျင်းနဲ့စည်ရေးပူပေါင်းဆောင်ရွက်မှုများမှာစစ်ဆက်မပြတ်ပါဝင်ဆောင်ရွက်နေပြီးတော့တော်လှန်ရေးရဲ့တောင်းဆိုမှုနဲ့အညီစစ်အာဏာရှင်ပြုတ်ကျရေးအတွက်တပ်ပေါင်းစုတိစောက်ရေးမှတော်လကောင်ဒေသန္တရအစိုးရများ Federal Unit များနဲ့ပူးပေါင်းပြီးတော့တော်လကောင်ရေးဦးတော်လှန်ရေးကိုပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ People's Revolution Alliance ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ